စာပေရှိသူများအားလုံးပဲမင်္ဂလာပါအပိုင်း၉အနေနဲ့မျှဝေလွန်တို့အတွင်းများ ဆိုတဲ့စာအုပ်လေးကိုမျှဝေပေးပါမယ်အမားကင်းသောဘဝကျွန်တော်အသက်ကြီးပါပြီကျွန်တော်အတိတ်ကလုပ်ခဲ့တာတွေကို ပြန်သုံးသပ်နေမိပါတယ်အမားတွေအများကြီးလုပ်ခဲ့ပါတယ်ဘာလို့ဒီအမားတွေလုပ်ခဲ့မိတာလဲဆိုတဲ့မေးခွန်းကို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 ပြန်မေးကြည့်နေမိပါတယ် အမှန်တွေပါလို့မလုံမင်းတာလေလို့ပြန်စဉ်းစားနေမိပါတယ်ကျွန်တော်တို့ကလေးဘဝငေစဉ်ကအမှားတစ်ခုခုလို့တော့မင်းဆိုရင်မိဘတွေကကြွတင်အတိပေးကြပါတယ်ကျွန်တော်တို့လုံနေတာမှားနေပြီဆက်လုံနေရင်ဒုက္ခရောက်တော့မင်းလို့ဘာဖြစ်လို့လဲသူတို့ငေစဉ်ဘဝမှာအမှားလုပ်ခဲ့လို့ဒုက္ခရောက်ခဲ့တဲ့အတွေ့အကြုံရခဲ့ပြီးပါပြီသာသမိတွေကိုသူတို့လိုဒုက္ခမရောက်စေချင်လို့ပါပဲ ါပေမဲ့သာသမင်တွေဟာအဲ့ဒီလိုဆုံးမတွင်တင်ပြတာကိုနားမထောင်ကြတော့အမားတွေလုံမြင်ကြပါလေသူတို့ကြီးလာတဲ့အခါသူတို့မွေးထားတဲ့သာသမင်တွေကို အမားမလုံးဖို့ဆုံးမကြပါလေကလေးတွေကနားမထောင်ကြပါဘူးအမားတွေလုံကြပါလေဒုက္ခတွေနဲ့ကြုံတွေ့ရပါလေတန်တရာလိုပဲဒီလိုဖြစ်နေတာတွေဟာဖြစ်ခဲ့ပါတယ်ဖြစ်နေပါတယ်နောင်လေးဆက်ဖြစ်နေဦးမှာပါ ကျွန်တော်တို့ဟာအနာဂတ်ကိုကြိုတင်မြင်တွေ့နိုင်တဲ့အသိဉာဏ်ရှိနေရင် အမားတွေကိုရှောင်ရှားနိုင်ကြမှာပါ အမားကင်းတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့စိုးစောကပြောသလိုအတွေ့အကြုံရင်းကျက်တဲ့လူချင်းမိဘတွေကို တိုင်းပင်မင်းမြန်အကြံဉာဏ်ရယူခြင်းအတွေ့အကြုံရှိသူတွေရဲထားတဲ့စာအုပ်များကိုဖတ်ချူရှင်းဖြင့်အမားလုံးဝကင်းစင်တာမဟုတ်တော့အမားနေတဲ့ဘဝကိုဖြတ်သန်းနိုင်ပါလိမ့်မယ် လူငယ်နဲ့လူကြီးပူးပေါင်းကြမယ်ဆိုရင်ကျွန်တော်အသက်60ကျော်ပါပြီ လူကြီးတရားဆိုတာထက်အဘိုးကြီးတရားလို့ပြောခံရနေပါပြီလူကြီးလိုပဲပြောပြောအဘိုးကြီးလိုပဲဆိုဆိုကျွန်တော်တို့ဟာလူငယ်ဘဝရော လူကြီးဘဝတွေကိုပါဖြတ်သန်းခဲ့ပြီးကြပါပြီဒီဘဝနှစ်ခုကိုဖြတ်သန်းခဲ့တဲ့အတွေ့အကြုံရာလူငယ်တွေရဲ့အတွေ့အခေါ်စိတ်သက်နဲ့လူကြီးတွေရဲ့အတွေ့အမြင်ယူဆအလေးတွေကို နိုင်ရှင်ပြရှင်ပါတယ်လူငယ်ဆိုတာငယ်ရွယ်တော့လျင်မြန်တယ်ဖြစ်လက်တယ်အာမန်ခွန်အားအပြည့်ရှိပါတယ်အပင်ပန်းခံနိုင်တယ်စူးစမ်းရှင်စိတ်ရှိပါတယ်တရေခရေတယ်တုံးတိတ်တိတ်ကြားကြိုက်ကြိုက်လှုပ်ရည်တက်ပါတယ်လူငယ်တွေမှာရှိတဲ့အရေးရှင်တွေဟာအများကြီးပါပဲလူကြီးတွေဘလို့မှပြန်မရနိုင်တော့တဲ့အရေးအချင်းတွေပါ လူကြီးတွေကြတော့အသက်အရွယ်ရလာတော့ သွားရလာရာလောက်တာကင်တာအလုံးနှိကွေသွားပါပြီအရာရာကိုလူငယ်တုန်းကလိုအလင်းမြန်မလုံနိုင်တော့ပါဘူးလှုပ်ရှင်လဲလုံနိုင်တဲ့ခွန်အားမရှိတော့ပါဘူးလူငယ်ဘဝတုန်းကလိုမစင်းစားမစင်ရှင်ပဲအစွတ်တလျင်လောက်ခဲလို့မှားခဲ့တာမျိုးမကြုံရအောင်တည်တည်ချာချာစင်းစားလို့တော့နှိကွေနေတာပေါ့တည်တည်ချာချာတွက်ချက်လို့တော့ချိန်ကြတာပေါ့တွက်ချက်လွန်ပြီး မလုတ်ရဲလို့ဆုံးရှုံးသွားတဲ့အခွင့်အရေးတွေလည်းမနည်းလှပါဘူးဒီတော့လူကြီးဘဝမရောက်သေးတဲ့လူငယ်တွေက လူကြီးတွေဟာတတိမရှိကြဘူးမလုတ်ရဲဘူးတိတ်ကြောက်တတ်တယ်လို့ထင်ကြပါတယ်အဲ့ဒီလိုပဲသတ်မှတ်ကြပါတယ်ဆုံးဖြတ်ချက်ရှာဖို့လေအရန်နှိမ့်ွက်တယ်လို့ပြောကြပါတယ်ဒီခေတ်ကြီးထဲမှာဆုံးဖြတ်ချက်ရှာတာနှိမ့်ွက်နေရင်သူများနောက်ကြကြံခဲ့မှာပေါ့လို့ဆိုကြပါတယ်တခါလူကြီးတွေကလည်း လူငယ်တွေမစင်းစားမစင်ရှင်လုံးလို့ဒုက္ခရောက်တော့မယ်အမားတွေလုံးမိတော့မယ်နောင်တရကြလိမ့်မယ်လို့ပြောကြပါတယ်ဟုတ်ပါတယ်လူကြီးတွေကသူတို့ဘဝတစ်ချောင်းလုံးအမားပေါင်းများစွာလုပ်ခဲ့ပြီးနောင်ကြားမှမှားမှန်တည်ခဲ့တဲ့အတွေ့အကြုံတွေရှိခဲ့တာကိုတကယ်တော့ဒီဆန့်ကျင်ဘက်အယူအဆနှစ်ခုဟာသူတို့ရဲ့အမြင်တစ်ဖက်စီကနေကြည့်ရင် မှန်ကြပါတယ်အဲ့ဒီလိုကိုယ့်ဘက်ကပဲမှန်တယ်ဆိုတဲ့အယူအဆကို ဆွေးကင်နေမဲ့အစားတဖက်နဲ့တဖက်နားလေအောင်ကြောစားပြီးအဲ့ဒီမတူတဲ့အတွေ့အခေါ်ယူဆနှစ်ရက်ကို ပေါင်းဆက်ပေးနိုင်ခဲ့မယ်ဆိုရင်ဒီမားတဲ့အာမန်ဟွန်တစ်ခုကိုရရှိနိုင်ပါလိမ့်မယ် risk ယူပြီးအရေးစွန်လောက်ရမယ့်ကိစ္စတွေဆိုရင်လူငယ်တွေလှုပ်ရဲတာလှုပ်ကြပါစေဒါပေမဲ့ဘလို့အကျိုးတွေဖြစ်လာနိုင်တယ်မလိုလားအပ်တဲ့အကျိုးဆက်တွေကိုဘလို့ရှောင်ရှားသင့်တယ် ူတို့ငငယ်ကမှားခဲ့တာမျိုးမဖြစ်အောင်ပြောပြတင်ပါတယ်။လူငယ်တွေဖက်ကလည်းဒါတွေကို ထစ်သွင်းတွက်ချက်ပြီးမှလှုပ်တင်ပါတယ်။အဲ့ဒီလိုလူငယ်နဲ့လူကြီးတွေပူးပေါင်းလှုပ်ဆောင်ကြမယ်ဆိုရင်ဘေးကုမ္ပဏီပဲဖြစ်ပါစေ၊ဘေးလူအဖွဲ့အစည်းဖြစ်ပါစေ၊ဘေးနိုင်ငံပဲဖြစ်ပါစေအောင်မြင်မှုတွေရမှာပဲလို့ယုံကြည်မိပါတယ်။လူတွေရဲ့မတူညီသောတုံ့ပြန်မှုများ လူနဲ့ဆက်ပစ္စည်းမတူကြပါဘူးလူမှာအသက်ရှိပါတယ်အသိဉာဏ်ရှိပါတယ်ဆက်ကအသက်အသိဉာဏ်မရှိပါဘူးလူခန္ဓာကိုယ်ဟာအသွေးအသားနဲ့တည်ဆောက်ထားတာပါဆက်ကတော့တတုထေအီလက်ထရောနဲ့ပစ္စည်းဝါယာကြောတွေနဲ့ပြုလုပ်ထားတာပါ မတူတာတွေပြောရမယ်ဆိုရင် အများကြီးပါပဲမတူတာတွေထဲကတစ်ခုကို ပြောပြရှင်းတာပါအဲ့ဒါကလူနဲ့ဆက်ရဲ့ တုံ့ပြန်မှုမတူညီမှုပါဆက်ကိုတခုခုလောက်လိုက်ရင်တူညီတဲ့တုံ့ပြန်မှုတခုကိုပဲအမြဲတမ်းပြတ်တက်ပါတယ်ဥပမာအင်ဂျင်ဆက်တစ်ခုမှာတက်ထားတဲ့ဆက်နှိုးခလုတ်ကိုနှိပ်လိုက်ရင်ဒီဆက်ပဲလဲမယ်တခြားဆက်မလဲပါဘူးမဲနှကြိမ်ပဲနှိုက်နှိုက်ဒီဆက်ပဲလဲပါလိမ့်မယ်နောက်ဥပမာလေးတစ်ခုကတော့ကွန်ပျူတာရဲ့ကီးဘုတ်မှာ အေးဆိုတဲ့စာလုံးရေးရတဲ့ကီးကိုနှိပ်လိုက်ရင်ကွန်ပျူတာမှန်သားပြင်မှာဘာစာလုံးပေါ်လာမလဲသိချတာပေါ့အေးစာလုံးပဲပေါ်လာပါလိမ့်မယ်နောက်တစ်ချိန်ထက်နေရင်ကိုအေးစာလုံးပဲပေါ်လာမှာပါအကျဉ်းတစ်ထောင်နှိပ်လိုက်လို့ဘီစာလုံးဇက်စာလုံးများပေါ်လာနိုင်မလားဘလို့မှမပေါ်နိုင်ပါဘူးဆိုလိုချင်တာကဆက်ကိုတက်ရောက်မှုတစ်ခုလုပ်လိုက်ရင် ဆက်ရဲ့တုံ့ပြန်မှုဟာတမျိုးတည်းဖြစ်နေသလိုတူညီတဲ့တက်ရောက်မှုကိုဘယ်နှကြိမ်လှုပ်ပေးလှုပ်ပေးတူညီတဲ့တုံ့ပြန်မှုတမျိုးပဲပြန်ရမှာပါဒါဆိုရင်လူကြတော့ရောဒီလိုတူညီတဲ့တုံ့ပြန်မှုကိုပြန်ပေးမှာလားဒီပြေကိုမပြောခင်ဒီအဖြစ်ပြက်လေးကိုအရင်ဖတ်ကြည့်လိုက်ပါအောင်တက္ကသိုလ်မှာတော့ငါအရန်ခင်ခဲ့တဲ့အကြောင်းတွေပဲတယောက်နဲ့ကွေးသွားပြီးနေ့အတော်ကြာကြာမှရန်ကုန်မှာပြန်ဆောင်ကြပါတယ် အဲ့ဒီအရှင်ကကျွန်တော်ကအစိုးရဝန်ထမ်းဖြစ်နေပြီးသူကတော့နိုင်ငံသားတင်ပေါ်လိုင်းတစ်ခုမှာတင်ပေါ်အင်ဂျင်နီယာမှုဖြစ်နေပါတယ်စားသောက်ဆိုင်တစ်ခုမှာစားသောက်ကြရင်တယောက်အကြောင်းတယောက်ပြောဖြစ်ကြပါတယ်သူကတင်ပေါ်လိုက်တာနဲ့ပတ်သက်ပြီးပြောပြခဲ့တဲ့အတွေ့အကြုံလေးတစ်ခုကိုအမှတ်ရနိုင်မိပါတယ်သူပြောပြပါတယ်ပင်လေကူတင်ပေါ်တွေရဲ့ဒုက္ခကတင်ပေါ်ပေါ်မှာရက်ပေါင်းများစွာတစ်ခါတလေလမ်းနဲ့ရှိပြီး ကမ်းမမြင်လမ်းမမြင်ပင်လင်းရေပြင်ကြီးပဲမြင်နေရပါတယ်။သင်္ဘောစိတ်ကံကက်ဖို့ရပ်ပဲမြုံမှန်းနေရပါတယ်။စိတ်ကံကက်လို့ကံပေါ်အလှကြတက်ပြီးလေးလိုက်ရရင် နိဗ္ဗာန်ဘုံရောက်သွားတယ်လို့ပဲတဲ့။သင်္ဘောကံကပြန်ထွက်လာပြီးသင်္ဘောသားတွေအလုံးပြုံနေကြတော့ပါပဲ။ထမင်းစားရှင်ရောက်လို့ထမင်းသွားစားကြပါတယ်။ထမင်းစားကံဝင်မဲ့လူက စားပြီးထွက်လာတဲ့လူတွေကိုမဲပါတယ်။စားပြီးပြီလားပေါ့။ စာပြီသူတွေကလည်းအေးစာပြီပြီကွာဒီနေ့ဘာဟင်းလေးဗျာစက်တာဟင်းပေါ်ဗျာစသဖြင့်ပြောကြပါတယ်တပတ်လောက်ကြာသွားပြီးထုံးစံအတိုင်းစာပြီပြီလားလို့မေးပါတယ်စာပြီထွက်လာသူကအင်းလို့တလုံးပဲဖြေပါတော့တယ်ဖြေရှင်စိတ်မရှိတော့ပါဘူးပင်လေထဲမှာသုံးပတ်လောက်ကြာသွားပြီးသမင်းစားကန်းဝင်မဲ့သူကစာပြီသူကိုစာပြီပြီလားလို့ထုံးစံအတိုင်းမေးပါတယ် ဒီတခါကျတော့စားပြီးလို့ထွက်လာတာပေါ့ကွာမင်းမျက်စိမမြင်ဘူးလားတဲ့။တမ်းမမြင်ရတာသုံးပတ်ကြတော့သင်္ဘောသားတွေဟာ စိတ်တုံနေကြပါတယ်။ဆိုလိုချင်တာက စားပြီးပြီလားဆိုတဲ့မင်းနေကြမေးခွန်းလေးကို အရင်လေတန်အတိုင်းမေးပါတယ်။ဒါပေမဲ့အချိန်နဲ့အချိန်အခါလိုက်ပြီးအဖြေစကားတွေပြောင်းသွားတတ်ကြပါတယ်။ညာကြီးမို့ရှောအိမ်ပြန်ရောက်လာတဲ့မိမတယောက်ကို လင်ယောက်ျားတယောက်ရဲ့တုံ့ပြန်ပုံလေးကိုကြည့်ကြရအောင်တကယ်လို့ယောက်ျားလို့သူဟာစိုးရင်ပူပန်တက်တဲ့ယောက်ျားတယောက်ဆိုကြပါစို့သူမင်းမအခုအရှင်ဒီပြန်မလာသေးတာလက်မတခုခုဖြစ်နေလို့လားကားပဲပြက်နေလို့လားပြစ်စဲပဲအလူခံရလို့အေးစကန်ဝန်တိုင်းနေလို့နောက်ကျနေတာလားဖုံးလေးဆက်မရတော့အမျိုးမျိုးတွေတွေးပြီးပူနေတာပေါ့အင်းတကားခောက်တန်းကြားလို့တကားလေးဖွင့်လိုက်ရော သူ့မိမကို တွေ့လိုက်ပြီးသူဘလို့တုံ့ပြန်မလဲပြေးဖက်ပြီးသူစိုးရင်ဓာတွေပြောပြရှင်ပြောပြပါမယ်ဘာဖြစ်လို့လဲကွယ်လို့စကားအေးအေးလေးနဲ့အမေးရှင်မေးမယ်တခြားတာကတော့သူစုမှမဟုတ်ပါဘူးတကယ်လို့တဝန်တော်တက်တဲ့လင်ယောက်ျားတယောက်ရဲ့တုံ့ပြန်ပုံလေးကိုကြည့်ကြရအောင်ငါမိမသူ့ယုံကကောင်းတဲ့ဖောက်ပြန်တယ်လို့နောက်ကျနေတာလားဘေးကောင်းတဲ့ရုပ်ရှင်ကြည့်နေတယ်လည်းမသိဘူး တကားခောက်လို့တကားဖွင့်ပင်လိုက်ပါတယ်သူမိမကရောက်လာပြီးသူဘလို့တုံ့ပြန်မလဲသိကြတာကတော့စိုးစောကယောက်ျားလိုတော့စကားကိုညင်ညင်တတပြောမင်မထင်ပါဘူးဟေးမိမဒီရှင်ထင်အောင်မင်းဘေကောင်းနဲ့ဘေးတွေတဝေထိုးနေလို့ခုမှပြန်လာရတာလေကွာစသဖြင့်စူပူကြီးမောင်းပါလိမ့်မယ်သူမိမကိုရိတ်ရှင်လဲရိတ်လိမ့်မယ်ထင်ပါတယ်ပြောပြရှင်တာကမိမအိမ်ပြန်အလာနောက်ကြတာရှင် တူတူခန်းစားချက်မတူကြတဲ့ လူနှစ်ယောက်ရဲ့တုံ့ပြန်ပုံဟာမတူညီကြဘူးဆိုတာပါဒီသဘောလေးကိုသိထားရင်ကိုသားသမီးကိုခင်ပွန်းကိုတငယ်ချင်းကိုတခုခုမေးလိုက်လို့သူတို့ပြန်ဖြေတာ သင်မျိုးလင်းထားတဲ့အဖြစ်ဖြစ်ရှင်မှဖြစ်လင်းမယ်ဆိုတာနားလေသဘောပေါက်ထားဖို့လိုပါတယ်သူတို့ရဲ့ရင်ထဲမှာရှိနေတဲ့ခံစားချက်ပေါ်မူတည်ပြီးတုံ့ပြန်လိုက်တဲ့အဖြစ်တွေဟာတစ်ခုနဲ့တစ်ခုတူမှာမဟုတ်ပါဘူး ကိုလိုချင်တဲ့အဖြေကိုရချင်ရင်တော့တစ်ဖက်သားရဲ့ခံစားချက်ကို နားလည်အောင်အရင်လှောက်ထားသင့်တယ်လို့ထင်ပါတယ်ကျွန်တော်လက်အောက်ကအင်မတန်တိုတဲ့ဆက်ပြင်ဆရာကြီးတယောက်ကပြောဟုပါတယ်ဆရာကြီးကျွန်တော်တသက်လုံးဆက်ပေးကင်ရှင်တယ်ဆက်ကခိုင်းတာပဲလှုပ်တယ်ပြန်မပြောတတ်ဘူးလူတွေကတော့တခုခုခိုင်းလိုက်ရင်လှုပ်ရှင်သလိုလိုမလှုပ်ရှင်သလိုလိုနဲ့ဆင်းရှေပစ်တတ်လုံးလို့ပါဆရာကြီးတဲ့ သူဆိုလိုတာက လူစိတ်ကိုခမ်းမရခက်တယ်ဆိုတဲ့သဘောပါစာအုပ်တအုပ်ကိုဘလို့ဖတ်တင်တယ်လေကျွန်တော်ရေးထားတဲ့သူတို့ဘာကြောင့်ကဘာကြူတာလေးစာအုပ်နဲ့ပတ်သက်ပြီးကွန်မန့်မှာတွေ့ရတာရေရင်းနှီးတဲ့လူငယ်တွေအပြောအယဒါလေးသတိထားမိပါတယ်တချို့မိဘတွေကသူတို့သားလေး၈နှစ်အရွယ်၁၀နှစ်အရွယ်လေးဟာအဲ့ဒီစာအုပ်ကိုတထိုင်လေးအပြီးဖတ်လိုက်တယ်တဲ့ ရင်းနှင်းတဲ့ BA ဘွဲ့ရကောင်မလေးတယောက်ကတော့စာအုပ်ကိုတပတ်ကြာအောင်ဖတ်ယူရတယ်တဲ့စာဖတ်တာနှေးတာကိုမရှုံးရှားလိုပါဘူးထို့နည်းတူစာဖတ်မြန်လို့လေခုံယူစရာမဟုတ်ပါဘူးအဓိကကြတာကဖတ်ပြီးတာကိုမှတ်မိနေဖို့အရေးကြီးပါတယ်ဒီထက်ပိုအရေးကြီးတာက စာအုပ်တည်းကအကြောင်းအရာဟာမိမိကိုဘာအတွေ့အခေါ်ဘလို့အသိအမြင်တွေပေးလိုက်တယ်ဆိုတာပိုင်းရှားစိတ်ပြာသုံးသပ်ခြင်းပါပဲ။ အခန်းတစ်ခန်းကိုဖတ်ပြီးသွားတိုင်းအဲ့ဒီအခန်းပေါ်စဉ်စားသုံးသပ်ဝေဖန်တဲ့အကျင့်လေလုပ်ပေးပါစာဖတ်ရုံတက်တက်မဟုတ်ပဲမိမိရဲ့စဉ်စားသုံးသပ်တဲ့အတွေးတွေထစ်ပေးရင်ပို့ပြီးမှတ်မိနေပါလိမ့်မယ်မိမိကဖတ်ပြီးရင်မေ့သွားပြီလို့ထင်ရပေမဲ့တကယ်ကိုစဉ်စားသုံးသပ်ပြီးဖတ်ခဲတာတွေကသိရင်မသိစိတ်မှာဖြောက်ဖြက်မရအောင်ဆွေမြေးစွာမှတ်မိနေပါလိမ့်မယ်တချိန်မှာကိစ္စတစ်ခုအတွက် ဆုံးဖြတ်ချက်ရှာဖို့ကြုံလာရင် ကိုဖတ်ခဲ့တဲ့အကြောင်းအရာသူ့မဟုတ်အဖြစ်ဟာခေါင်းထဲမှာအလိုလိုပေါ်လာပါလိမ့်မယ်။ဒါဟာစာဖတ်ခြင်းရဲ့အကြီးမားဆုံးအကျိုးကျေးဇူးပါပဲ။စာဖတ်သူနဲ့တစ်ဖက်သူတွေကိုကြွာရှားသွားစေတဲ့အချက်ပါပဲ။တကယ်လို့အဲ့ဒီလိုအမြင်နဲ့စာတွေဖတ်နေရင်ဘာဖြစ်လာမလဲ။စာအုပ်တော့ကိုဖယင်းတဲ့ဘာအတွေးမြင်ဘာခံစားချက်မှဖြစ်ပေါ်မလာဘူးဘာအကျုံးမှလည်းမရှိဘူးဆိုရင် အဲ့ဒီစာအုပ်ကိုလွှင့်တာပြစ်လိုက်ပါစာအုပ်ဘုံနှမျိုးပြီးအိမ်ထဲမှာတိမ်မထပါနဲ့သားသမီးတွေဖတ်မိရင်သူတို့ရဲ့ကြည်လင်တန့်စင်တဲ့စိတ်ကိုအစိတ်အတော့ဖြစ်လာစေနိုင်လို့ပါနောက်စာအုပ်ဖတ်ရင်အကအရှက်လက်ကိုတတိပြုစေရှင်ပါတယ်စာအုပ်တော့ကိုဝေဖက်လိုက်လို့အဲ့ဒီစာအုပ်တွေကအစာလေးတစ်ကြောင်သို့မဟုတ် စာပိတ်လေးတစ်ခုဟာမိမိဘဝကိုပြောင်းလဲတိုးတက်သွားစေတယ်ဆိုရင် အဲ့ဒီစာအုပ်ကိုကြေပါတယ်တဲ့ဘလို့စာအုပ်မျိုးဖတ်ရမလဲလူငယ်လေးတွေကကျွန်တော်ကို Facebook ကနေမကြာခဏ message ပို့ပြီးမေးလေရှိတဲ့မေးခွန်းတစ်ခုရှိပါတယ်သူတို့ဘလို့စာမျိုးဖတ်ရမလဲတဲ့အဲ့ဒီမေးခွန်းကိုတော့ကျွန်တော်ဖြေလို့မရှိပါဘူးမဖြေရတဲ့အကြောင်းကမေးတဲ့လူငယ်တွေရဲ့ပညာအကြီးအရှင်းစာဖတ်သက်တမ်းဘလောက်ရှိတယ် ဘလို့စာမျိုးတွေဖတ်ခဲ့ဖူးတယ်လေစာရတွေကိုမသိဘဲနဲ့ရန်တမ်းပြီးအကြံမပေးချင်တော့ပါဒါပေမဲ့တရှုလူငယ်တွေဟာတကယ်ကိုသိရှင်လို့မဲတာတွေ့ရတော့သိသမျှတသမျှလေးတွေနဲ့သူတို့ကိုအခုလိုအကြံပေးချင်ပါတယ်မဖြစ်မနေဖတ်ရမယ့်အစာအုပ်တွေကတော့ကျောင်းသားဟာကျောင်းစာအုပ်ကိုမလွေးမသွေဖတ်ရမှာပါပဲထို့နည်းတူပဲအလုံးလုံးနေသူတွေဟာမိမိအလုံးနဲ့ပတ်သက်တဲ့အစာအုပ်တွေ လမ်းညွန်ချက်တွေလုပ်ငန်းဆိုင်ရာလှုပ်ထုံးလုံနည်းစတဲ့စာတွေကိုဖတ်ရမှာဖြစ်ပါတယ်။ចောင်းသားဟာចောင်းစာမဖတ်ရင်စာမဲဝဲကြမှာပါ။လုပ်ငန်းခွင်တွေရောက်နေတဲ့သူဟာလုပ်ငန်းဆိုင်ရာစာအုပ်စာတမ်းမဖတ်ရင် အလုပ်ပြုတ်သွားမှာပေါ့။မိမိចောင်းစာမိမိလုပ်ငန်းနဲ့တိတ်ရိတ်မပတ်သက်တော့လေ။တွေဝိတ်သက်ဆိုင်တဲ့ကွန်ပျူတာပညာရဲ့ဆိုင်ရာစာအုပ်တွေအင်္ဂလိပ်စကားပြောနေစာအုပ်တွေ စီမံခန့်ခွဲမှု management စာအုပ်တွေလည်းဖတ်ရမှာပါဒါတွေဟာမဖတ်မဖြစ်တဲ့အသိပညာပေးစာပေတွေလို့ခေါ်ပါတယ်ဒါပေမဲ့လူလောကကြီးမှာလူသိက္ခာရှိရှိနေနိုင်ဖို့စိတ်သက်တည်ကြည်ခိုင်မာဖို့အမြင့်ကျေဖို့အတွက်ဖတ်သင်တဲ့နောက်ထပ်စာပေတစ်မျိုးကတော့ရတ္တစာပေတွေပါစိုးစိုးကပြောတဲ့အသိပေးစာပေတွေကလွဲရင်ကျန်စာအုပ်တွေဟာရတ္တစာပေတွေပါ ကာတွန်းပုံပြင်ဝတ္ထုမဂ္ဂဇင်အထုပ်ပတ္တိစတာတွေအကုန်ပါပါတယ်။ဒါပေမဲ့ရာသဇာပင်စာအုပ်တော့ဟုတ်ရင်လားမဟုတ်ဘူးလားဆိုတာဘလို့ခွေးရှားပြောလို့ရမလဲဆိုတော့မေးခွန်းတစ်ခုမေးစရာရှိပါတယ်။ကျွန်တော် YouTube ကနေကြည့်ရတဲ့စာပေဟိုးပြောပွဲတစ်ခုမှာစာရေးဆရာမောင်စင်ဝင်းပရိကုံပြောခဲ့တာလေးကိုမှိညမ်းပြီးရေးပြရှင်ပါတယ်။သူကအခုလိုပြောခဲ့ပါတယ်။ အတိပေးစာအုပ်ကိုဖတ်ပြီးရင်အတိဟာအုံနာထေတန်းရောက်သွားတယ်တဲ့ရသစာပေကတော့ဖတ်ပြီးတာနဲ့ရင်ဘတ်ထေကနှလုံးသားထေရောက်သွားပါတယ်ပြီးမှအုံနာထေရောက်သွားတယ်တဲ့သူကရိုးရိုးလေးနဲ့အတိတ်ပင်ရှင်းပြသွားတာပါ ကျွန်တော်တိတ်ကြိတ်တဲ့ရှင်းပြချက်လေးတစ်ခုပါ သူပြောသွားတာကိုအနည်းငယ်ရှင်းပြပေးခြင်းပါတယ်အင်ဂျင်နီယာကွန်ပျူတာဆရာတွေနဲ့ပတ်သက်တဲ့အသက်ပညာဆိုင်ရာ စာအုပ်စာပေတွေဖတ်ပြီးရင်ခေါင်းတွေဦးနှောက်ထဲမှာမှတ်ပါတယ်မှတ်သားတင်တာကိုစာအုပ်မှာရေးမယ်မှတ်မယ်ဒါပါပဲရင်ထဲမှာဘာမှခံစားရမဖြစ်ပေါ်စေပါဘူးကြပြားတပုတ်စာတအုပ်ဖတ်ပြီးသွားရင်တော့ဝမ်းသာရှင်လဲဝမ်းသာမယ်ဒေါသထွက်ရှင်လဲထွက်မယ်တနာစိတ်တဖွာဖွာဖြစ်ရှင်လဲဖြစ်နေပါလိမ့်မယ်ခံစားချက်တစ်ခုဒါမှမဟုတ်ခံစားချက်နှစ်ခု သုံးခုကို ရင်ထဲနှလုံးသားထဲမှာဖြစ်ပေါ်လာစေပါれ။ဒါပေမဲ့ခံစားချက်ဟာနှလုံးသားမှာတင်ရမသွားပါဘူး။အဲ့ဒီခံစားချက်ဟာဥနောက်သေးကို ကူးသွားပြီးဥနောက်ကိုအလုတ်လုတ်ပေးပါတော့တယ်။ဥပမာအနေနဲ့ပြောရရင်ကြပြားတစ်ပုဒ်ကို ဖတ်တယ်။ဖတ်ပြီးတာနဲ့ဒီကြပြားလေးကိုခံစားကြည့်နှုံးမိတယ်။ဒါပြင်ဒီကြပြားကိုဘာရည်ရွယ်ချက်နဲ့ဆက်တာလဲ။ဘသူကိုရည်ရွယ်ထားတာလဲ။ ကဗျာကငါ့ကိုဘာအတိတွေရစေတယ်လဲစသဖြင့်တွေးမိပါတယ်ကျွန်တော်တို့ငငယ်တုန်းကပုံမြင်လေးတွေနားထောင်ကြတယ်စဖတ်တက်လာတော့ကိုယ်တိုင်စ조사စဖတ်တယ်ပုံမြင်လေးဖတ်ရင်ပုံမြင်လေးကဇလန်းလေးကိုစိတ်ဝင်စားမိပါတယ်ပုံမြင်လေးတွေကမင်းသမီးလေးကိုနဂါးကြီးတကောင်ကဖမ်းသွားပြီးမင်းတောင်တခုရဲ့တောင်ထိုက်ပေါ်ကရစ်တိုက်ထင်းမှာရှုံအောင်ထားပါတယ်စင်ရသားလေးတရားဟာ စွန်းစွန်းစားစားခက်ခက်ခဲခဲအတားဆီးတွေကို ကျော်လာပြီးမင်းတောင်ပေါ်ရောက်ငကားကြီးကိုတိတ်ခိုက်နင်းနင်းပြီးမင်းသမီးလေးကိုသူတို့နိုင်ငံကိုပြန်ကိုလာခဲ့ပါတယ်မင်းသမီးလေးရဲ့ဖခင်ဘရင်ကြီးဟာစင်ရသားလေးနဲ့မင်းသမီးလေးကိုလက်ထပ်ပေးစားလိုက်ပါတယ်အဲ့ဒီလိုပုံပြင်လေးတွေဖတ်ပြီးတာနဲ့စွန်းစားရှင်စိတ်မတရားမှုကိုတွန်းလှန်ရှင်စိတ်တွေတဖွာဖွာပေါ်လာမိပါတယ် ဘယ်နိုင်ငံကပုံမြင်မဆိုမတရားလုပ်တဲ့လူလိညာတဲ့လူဟာနောက်ဆုံးကြတော့ကြီးပွားရှမ်းသာသွားတယ်လို့မရေကြပါဘူးအဲ့ဒီလိုခံစားမှုရတ္တတခုပေးပြီးဥနောက်ထင်းမှာအတွေ့တခုဖြစ်လာတဲ့စာမျိုးမှရတ္တစာပဲပါဒါကြောင့်လေအဲ့ဒီလိုစာမျိုးကိုနှလုံးသားအာဟာရလို့တချို့စာရေးဆရာတွေကတင်စားခေါ်ကြပါတယ်ကြပြတဲ့ပုဒ်စာတအုပ်ကိုဖတ်နေရင်ရင်ထဲမှာလည်းဘာမှလည်းမခံစားရဘူး ုံနောက်တည်းမှာလေးစဉ်းစားစရာတွေအတွေးလေးတစ်ခုတောင်မှပေါ်မလာဘူးဆိုရင်တော့ဆက်ဖက်မနေပါနဲ့တော့တင့်အတွက်ဘာမှအကျိုးရှိမှာမဟုတ်တော့ပါ ကျမရေးလိုက်စားပြီးအာဟာရပြည့်ဝတဲ့အစာအသောက်အစာဗီတာမင်ဆေးဝါးတွေသုံးစွဲ့ရင် ကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့ခန္ဓာကိုယ်ကိုခွန်အားပြည့်လာစေပါတယ်ဒါပေမဲ့ဗီတာမင်အားဆေးတွေခန္ဓာကိုယ်ကို အာဟာရဖြစ်မဲ့အစာအသောက်တွေဟာစိတ်ခွန်အားကိုတော့ဖြစ်စင်မှာမဟုတ်ပါဘူး စိတ်ခွန်အားဖြစ်စေဖို့ကတော့ဦးနောက်ကိုအစာကျွေးတဲ့အသိပညာပေးစာပေတွေနဲ့နှလုံးသားကိုအာဟာရပေးမဲ့စာတွေမြတ်မြတ်ဖတ်ဖို့လိုတယ်ဆိုတာသိစေရှင်ပါတယ်။စာဖတ်လို့ဘာကျိုးရှိမှလဲ။ဒီစာလေးကနည်းနည်းတော့ရှင်းပါတယ်။ဒါပေမဲ့အေးအေးစစလေးဖတ်ရင်တော့9မိနစ်ထက်ပိုမကြာပါဘူး။မိနစ်ပေါင်းသင်းသန်းရှင်ကြာရှိနေသေးတယ်။မိမိဘဝကောင်းစားရေးအတွက် 5မိနစ်ဆိုတဲ့အချိန်လေးတော့ပြတ်နိုင်ကြမယ်လို့ထင်ပါတယ်။စာရေးဆရာတွေက စာပေဟောပြောပွဲတွေမှာအမြဲတမ်းပြောလေးရှိတဲ့စကားတစ်ခုကလူငယ်တွေစာဖတ်ကြပါတဲ့။တကယ်တော့လူငယ်တွေမှစာဖတ်ရမှာမဟုတ်ပါဘူး။လူကြီးတွေလည်းစာဖတ်ဖို့လိုပါတယ်။ဘာကြောင့်လဲစာဖတ်ရှင်းကြောင်းအကျိုးများစွာရပါတယ်။အကျိုးများစွာတွေကအဓိကကြတဲ့အချက်လေးတွေကိုဖော်ပြရှင်းပါတယ်။ ဇာဖတ်ခြင်းဆိုတာဝတ္ထုဆောင်းပါ အထုပ်ပတိကပြားပုံပြင်အပါဝင်စာကောင်းပေကောင်းများကိုရည်ညွှန်းရှင်ဖြစ်ပါတယ်ကျွန်တော်တို့လေ Facebook မှာရေးထားတဲ့စာတွေနေ့တိုင်းအမြင်ဖတ်နေတာပဲလို့အထွန်းတက်ကြပါလိမ့်မယ် Facebook ပေါ်ကပကရစာတွေဆေးတဲ့စာတွေဖတ်ပြီးအကရေးထားတဲ့အကျိုးတွေရနိုင်မရနိုင်ဆိုတာမိမိဘာသာ ဆုံးဖြတ်နိုင်ပါတယ် နံပါတ်၁စိတ်ဓာတ်ကိုလှုံ့ဆော်ပေးခြင်းအထုပတ္တိလိုစာအုပ်မျိုးပေါ်ငေစင်အတန်းကြောင့်မှခနာပင်နေဖူးခဲ့သူကစာရွေဖတ်ပြီးနောက်ဆုံးအမေရိကန်သမ္မတကြီးဖြစ်သွားတဲ့လင်ကွမ်းအကြောင်းရေးထားတဲ့စာအုပ်တို့တနက်တလဲမှမကင်ပင်နေမဝင်ဗြိတိရှ်အင်ပါယာကြီးကိုငိမ့်ချန်းစွာနဲ့တည်ယူပြီးအိန္ဒိယနိုင်ငံကြီးရဲ့လွတ်လပ်ရေးယူပေးခဲ့တဲ့ခေါင်းဆောင်ကြီးမဟာတမဂန္ဒီအကြောင်းတွေဖတ်ပြီးရင်စိတ်ဓာတ်တွေတက်လာတယ် သူတို့လိုရည်ရွယ်ချက်အကြီးကြီးမားမားထားချင်လာတယ်။နံပါတ်1 knowledge ဘုဒ္ဓတာတောပေါ်ခြင်းစာမျိုးမျိုးဖတ်ထားသူဟာဘုဒ္ဓတာကြွားမယ်ဆိုတာလက်ခံကြမှာပါ။ကိုလုပ်ငန်းနဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်ထားသူဟာစာမဖတ်တဲ့ကိုလုပ်ဖို့ကံပြတ်တွေထက်အသိဉာဏ်မှာခေါင်းတလုံးတန်နေပါလိမ့်မယ်။လောက်ရည်ကံရည်လေးတာပါလိမ့်မယ်။ကဘာကြီးမှာဘာတွေဖြစ်ပျက်နေသလဲသိဖို့ တရင်စာကိုလည်းနေ့စဉ်ဖတ်ပေးဖို့လိုပါတယ်။နံပါတ်3စကားလုံးကြွေဝခြင်းဒါကတော့အထုအထွေရှင်းပြစရာမလိုဘူးထင်ပါတယ်။မြန်မာစာအုပ်ဖတ်ရင်လည်းကိုမတိသေးတဲ့ဝေါဟာရအသုံးအနှုန်းတွေတွေ့လာမှာပါ။အင်္ဂလိပ်စာအုပ်ဖတ်ရင်လည်းအတိတ်ပဲမသိတဲ့စာလုံးတွေတွေ့လာမှာပါ။အဘိဓမ္မာကနေအတိတ်ပဲရှာပြီးမှတ်သားမယ်ဆိုရင်အင်္ဂလိပ်စကားလုံးတွေတော်တော်များများတက်လာမှာပါ။စကားလုံးကြွေဝသူဟာစကားပြောတဲ့အခါ စကားလုံးတွေကိုလိုအပ်သလိုထိထိရောက်ရောက်သုံးတက်လို့စကားပြောကောင်းကြပါတယ်။နံပါတ်၄မှတ်ညာတိုးတက်ခြင်းဝတ္ထုစာအုပ်တော်ဖတ်တယ်ပဲဆိုပါစို့ဖတ်ရင်းနဲ့ဝတ္ထုသေးကဇက်ကောင်တွေရဲ့နာမည်တွေကိုမှတ်ထားရမယ်။သူတို့ရဲ့အမွန်အကျင့်ပြုမှုပုံလေးတွေကိုလည်းမှတ်ထားရမယ်။ဘင်းနေရာဘင်းမြို့ဆိုတာလေးတွေလည်းမှတ်ထားရမယ်။မမှတ်ထားဘူးဆိုရင်ဝတ္ထုကိုဆက်ဖတ်ရင်အဆက်အဆက်သိတော့မှာမဟုတ်ဘူး။ စာဖတ်ရင်အဲ့ဒီအချက်တွေကိုအုံနှောင်းရဲ့မသိစိတ်ကမှတ်နေရလို့မှတ်ညံတိုးတက်စေပါတယ်အသက်ကြီးသူတွေမှတ်ညံမမေ့ဖို့ဝတ္ထုများများဖတ်သင့်တယ်လို့စိတ်ပညာရှင်တွေပြောထားပါတယ်နံပါတ်5တွေးခိုဆင်ရှင်တက်ခြင်းအတွေ့အခေါ်အသိမြင် ပွားစေတဲ့စာပင်ဆောင်ပါစုံထောက်ဝတ္ထုလိုစာအုပ်မျိုးပေါ့စုံထောက်ဝတ္ထုဖတ်ရင်လူသက်မွန်းတစ်ခုကိုစုံထောက်တစ်ယောက်ကဘလို့အချက်လက်တွေရှားဖွေစုဆောင် ကွင်းဆက်ဖော်ပြီးတရခန်းကို ဖို့ထုတ်သွားတာဟာစိတ်ဝင်စားစရာကောင်းသလိုဖတ်သူမှလည်းအဲ့ဒီလိုတွေးခေါ်ဆက်ဆက်တက်တဲ့အသိဉာဏ်ရလာပါလိမ့်မယ်။နံပါတ်6အာယုံစူးစိုက်မှုကောင်းလာခြင်းအာယုံများတဲ့သူတွေစာအုပ်ဖတ်တဲ့မှာတဲ့စာအုပ်ဖတ်ရင်စာရဲစိတ်ဝင်စားသွားရင်မိမိပတ်ဝန်းကျင်ကမ္ဘာလောကကြီးကိုမြင်သွားပြီးဖတ်နေတဲ့အကြောင်းအရာပေါ်ပဲအာယုံထားလို့ အာယုံစူးစိတ်အားပိုကောင်းလာစေပါれ။နံပါတ်9စာအရေးအသားကောင်းလာခြင်းစာရေးဆရာတိုင်းဟာ စာဖတ်သူတွေဖြစ်ကြပါれ။စာများများဖတ်ထားတော့စာရေးဆရာပေါင်းစုံရဲ့အရေးအသားတွေကိုလေ့လာပြီးသားဖြစ်သွားပါれ။အဲ့ဒီတော့ကိုကြိုက်တဲ့စတိုင်နဲ့စာရေးလို့ရပါれ။စာများများဖတ်ထားလို့ဘာအကြောင်းရပဲဖြစ်ဖြစ် စာဖတ်သူစိတ်ဝင်စားပြီး နားလည်အောင် ရေးတက်လာပါれ။ဒါကြောင့် စာရေးဆရာတွေစကားပြောလေကောင်းကြတာပါ နောက်ပြီးစာအဖက်များတဲ့အကြောင်းသားဟာ စာစီစာကုန်းအရေးသားတော်ကြပါတယ်နံပါတ်၈စိတ်အေးချမ်းမှု တနေ့လုံးကြောင်းတက်ရလို့ရုံမှာအလုပ်တွေများလွန်းလို့စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေပြီလားအင်းရောက်လို့ထမင်းစားပြီးဝတ္ထုစာအုပ်တောအုပ်ကိုကောက်ကင်ဖတ်ကြည့်လိုက်ပါ ဝတ္ထုတွေကဇလန်တွေမျိုးပါသွားပြီး နေခင်းက စိတ်ပင်ပန်းတာတွေမြစ်ပြောက်သွားပြီး စိတ်ငြိမ်းချမ်းဖို့ရပါလိမ့်မယ်။ self help စာအုပ်တွေကတော့စိတ်အားငယ်နေလို့စိတ်တက်မြင့်တင်လို့သူတွေဘဝမှာအောင်မြင်မှုရချင်သူတွေဖတ်ရမယ့်စာအုပ်မျိုးပါ။အဲ့ဒီစာအုပ်မျိုးကိုနှလုံးသားရဲ့အာဟာရစာအုပ်များလို့ခေါ်ကြပါတယ်။တရားဓမ္မစာအုပ်တွေဖတ်ခြင်းဟာလေစိတ်ကို အေးချမ်းစေသလိုလောကရန်တရားကိုလေကြက်ကြက်ခံနိုင်စိတ်ဖြစ်ပေါ်လာစေပါတယ်။နံပါတ်6ဖြိုးဖြေရှင်း ပုံပြင်တို့ဝတ္ထုတော်တို့ဖတ်ပေးခြင်းဖြင့်စိတ်အပန်းပြေမှုရပါတယ်။ TV ရုပ်ရှင်ကြည့်မှအစိတ်ပန်းပြေတာမဟုတ်ပါဘူး။စာအုပ်ဖတ်ရင်းနဲ့လည်းစိတ်အပန်းပြေနိုင်ပါတယ်။စိတ်အပန်းပြေပြီးအသိဉာဏ်တိုးစေတာဟာစာဖတ်ခြင်းပါပဲ။စာဖတ်ဖူးမှသိပါလိမ့်မယ်။နံပါတ်10ခီးသွွားအတွေ့အကြုံဒေသနာရဘုဒ္ဓတပါတဲ့စာအုပ်တခြားနိုင်ငံကအဖြစ်ပြက်ကိုအခြေခံတဲ့ဝတ္ထုမျိုးပေါ့။ အဲ့ဒီလိုစာမျိုးဖတ်ရင်မိမိကိုယ်တိုင်တခြားမြို့တခြားနိုင်ငံတစ်ခုရောက်သွားသလိုပါပဲအဲ့ဒီနေရာကိုမျက်စိနဲ့ကိုယ်တိုင်မြင်တွေ့သလိုခံစားမိလာပါလိမ့်မယ်အဲ့ဒီနိုင်ငံတွေကိုခီးစည်းအများကြီးမပေးရပဲစာအုပ်ဖိုးလေးအကုန်ခံယူနဲ့သွားရောက်လေ့ပတ်လို့ရပါတယ်နံပါတ်7တီထွင်ကြံစားမှုတိုးတက်ခြင်းသိပ္ပံဝတ္ထုတို့သိပ္ပံဆောင်းပါးသူတေသနာဆောင်းပါးစာတွေဖတ်ရင် တီထွင်ကြံစနိုင်တဲ့အကြံဉာဏ်ကောင်းတွေရနိုင်ပါတယ်။ဒီလိုစာတွေဖတ်မှယနေ့ကဘာကြီးရဲ့သိပ္ပံပညာတိုးတက်ပြည့်ထွန်းမှုကိုခင့်နဲ့အညီသိနာလေအမိန်လိုက်နိုင်ပါလိမ့်မယ်။နံပါတ်၁စိတ်ထားတိမ်မွေ့နှုံညံ့ပြီးရင့်ကျက်လာခြင်းအခြေဝတ္ထုတို့ကဗျာစတာတွေဟာဖတ်သူကိုခံစားမှုတွေဖြစ်စေပါတယ်။အဲ့ဒီစာမျိုးကိုဖတ်ပြီးလွန်ဆွဲမှုစင်နာတနာစိတ် ကိုရှင်းစာစိတ်တွေဖြစ်လာလို့စိတ်နှလုံးဟာတိမ်မွဲ့နှုံညံ့လာပါတယ်စိတ်တလေးတင်ကြီးရင့်ကျက်လာပါလိမ့်မယ်နံပါတ်73အနာဂတ်မှာကြုံတွေ့မဲ့ပြဿနာကိုကြိုတင်သိနေခြင်းအထူးသဖြင့် business နဲ့ management ဆိုင်ရာစာအုပ်တွေပါဒီလိုစာအုပ်မျိုးတွေကိုရေးသူတွေဟာ လုပ်ငန်းကြီးတွေလုပ်ခဲ့ဖူးသူကုမ္ပဏီမှာအမြင့်ဆုံးရာထူးနဲ့လုပ်ခဲ့သူတွေဖြစ်ကြပါတယ်ပြီးတော့ ူတို့နှစ်ပေါင်းများစွာလောက်ကန်ရင်းနဲ့ကြုံတွေ့ခဲ့ရတဲ့ပြဿနာတွေအဲ့ဒီပြဿနာတွေကိုဘယ်လိုကင်တွေဖြေရှင်းခဲ့ရတယ်ဆိုတော့ကိုတို့အကြောင်းအရာတွေကို ရေးပြထားတာပါတချိန်ချိန်မှာမိမိအဲ့ဒီလိုလုပ်ငန်းမျိုးလုပ်ရရင်အဲ့ဒီရာထူးနေရာရောက်လာရင်သူတို့စာအုပ်တွေဖတ်ထားလို့ပြဿနာကိုကြိုသိနေပြီးဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အဖြေကိုလည်းသိနေမှာဖြစ်ပါတယ်နမတ်စေလေးစိတ်ကူးရင်ကပါ ဒီကဘာကြီးကနေခဏထွက်ခွာပြီးစိတ်ကူးရင်ကဘာတွေသွားလို့သူများအတွက်ဟယ်ရီပေါ်တာလိုစိတ်ကူးရင်ဝတ္ထုမျိုးဖတ်နိုင်ပါတယ်စာဖတ်ရှင်မရှိဘူးလို့ပြောမလား Facebook ကြည့်တာတို့ဗီဒီယိုကြည့်တာတို့ဂိမ်းဆော့တာတို့လက်ဖက်ရည်ဆိုင်ထိုင်တာတို့ Shopee မမီဘဝတိုးတက်ဖို့အတွက်နေ့စဉ်တနေ့ကို나ယူဝက်လောက်လေးကိုစာဖတ်ဖို့အချိန်လေးမပေးနိုင်ဘူးလားဘတ်စကာစောင့်နေရင်ယထာစီရင်ကားစီရင်စာမဖတ်နိုင်ဘူးလား ကြိတ်ချင်မှကြိတ်ပါလိမ့်မယ်အမှန်တရားလေးတစ်ခုပြောပြချင်ပါတယ်စာမဖတ်သူဟာစဉ်းစားဆင်ခြင်ဉာဏ်ုံနေလို့သူများပြောသမျှယုံလွယ်ပါတယ်သူများရဲ့အလိညာခံရလေရှိပါတယ်သူများနောက်လိုက်ဘဝနဲ့ပဲအသက်တာကိုကုံဆုံးပွားရရပါတယ်ပညာရေးစနစ်မကောင်းလို့ညှိတွားနေကြတဲ့လူငယ်တွေကိုဆင်းရဲဒုက္ခတွင်သေးကလွတ်မြောက်နိုင်ဖို့စာများများဖတ်ခြင်းမှတပါအခြားနည်းလမ်းမရှိပါဘူးစာဖတ်တဲ့အလေးကျင့်ကို တရက်နှစ်ရက်နဲ့လှုပ်ယူလို့မရပါဘူး။နေ့စဉ်ဖတ်သွားမှအလေးအကျင့်ဖြစ်လာပြီးအပေါ်ကရေးပြတဲ့အကျိုးတွေကိုခံစားလာရမှာပါ။အင်္ဂလိပ်စကားလုံးတစ်ခုရှိပါတယ်။ All readers are not leader but all leaders are readers ။နိုင်ငံကောင်းဆောင်တိုင်းစာဖတ်ကြပါတယ်။မြန်မာနိုင်ငံကအစိုးရကောင်းဆောင်တွေစာဖတ်မဖတ်တော့မသိပါဘူး။ဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။တောတက်ရှင်များအားလုံး နှစ်သက်မှာစကြရရအစဉ်ပြေ၍ဘေးအန္တရာယ်ပေါင်းမှကင်းဝဲကြပါစေ။